မြန်မာလူမျိုးတို့ရဲ့မြမယူရအစားအစာများစွာရှိတဲ့အထဲမှာမြန်မာတို့နဲ့ခွဲခြားမရအောင်တသားတည်းရှိနေတဲ့စားစရာတစ်မျိုးကတော့မွေငါပဲဖြစ်ပါတယ်ရှင်။မနက်စောမှပဲဖြစ်ဖြစ်နေ့လယ်နေခင်မှပဲဖြစ်ဖြစ်ညနေချမ်းနဲ့ညအချိန်ခါတွေမှပဲဖြစ်ဖြစ်လူကြီးလူငယ်လူရွယ်မရွေးစွမ်းမနှစ်သက်စွာခုံခုံမင်းမင်းမြမြနုံနုံနဲ့စားသုံးလေးရှိကြတဲ့မွေငါချက်ပြုတ်စားသုံးပုံတွင်အာဟာရတန်ဖိုးတွေအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ မွေးငှားချက်မယ်ဆိုရင်တော့ပထမဆုံးငါးကိုရေးစင်အောင်စေးမယ်စူးတောင်ဖြတ်ပိုက်ဖောက်ပြီးငရုတ်သီးအပွားတောင်ငံကြရီဂျင်းတို့နဲ့ရေမြုပ်အောင်ထည့်ပြီးတော့ပြုတ်ရပါမယ်ငါးချက်လာပြီဆိုရင်တော့ဆေးယူက အေးခံပြီးအယိုးထွင်ပေးရပါမယ်အယိုးတွေကိုထောင်းပြီးတော့ရေစစ်ပေးပါငါးအယိုးတွေထောင်းတဲ့အခါငါးနဲ့အတူပြုတ်ထားတဲ့ငရုတ်သီးအပွားတောင်တွေကိုပါရောထောင်းပေးရပါမယ်ဘဲကိုပြုတ်ပြီးတော့အေးခံကအခေါ်ချွတ်ထားရပါမယ် ကျွတ်သွန်ဤကိုလည်းပပလှီပြီးတော့ကျွတ်နေအောင်ကြော်ထားရပါမယ်။မြေဘဲကိုလောအခွန်ချွတ်ပြီးတော့ညက်နေအောင်ထောင်းထားပေးရပါမယ်။ကျက်သွန်ဖြူခြင်းနဲ့စပလင်တို့ကိုညက်နေအောင်ထောင်းထားရပါမယ်။အဲ့ဒီနောက်မှာတော့အယိုးထွင်ထားတဲ့ငါးတွေကိုငရုတ်သီးအယောင်တင်မှုအမွှေးကြိုင်တွေနဲ့စီတက်ပေးရပါမယ်။မွေးငါကိုတော့မနှက်အစောတရေစာအနေနဲ့တာမကပဲနဲ့အလှမင်္ဂလာပွဲတွေမှာလည်းမြင့်မြတ်လုံလုံနဲ့အဲ့ခန့်ကျွေးမွေးလေးရှိတာမို့လို့ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်သူများပြလာပါတယ်။ကလပ်ဘဲတွေကိုပြုံးစကားနဲ့တိုက်ချပြီးငားပြုတ်ဦးထဲမှာရေဆံလောင်မှုန့်နဲ့ညီဘဲတို့ကိုရေဖြော်ကမိဖို့ပေါ်မှာတည်ပေးရပါမယ်။အဲ့ဒီငားပြုတ်ဦးထဲကိုငားအယူတွေထောင်းပြီးတော့ရေစစ်ထားတဲ့အချိုရည်တွေကိုပါထည့်ပြုတ်ရပါမယ်။အဆက်မပြတ်မှွေပေးရင်လည်းပုပ်ပွက်ဆူလာတဲ့အခါမှာပပလှီထားတဲ့ငပြိုးဥနဲ့အခွန်ခွာထားတဲ့ချက်တုံဥများကိုထည့်ရပါမယ်။ ရေကျလာတဲ့အခါငါးစီတက်ကိုလောင်းထည့်ရပါမယ်။မွေးနဲ့လှိုင်လာပြီးဆိုတော့မှပပလီထားတဲ့ဘဲဥလေးတွေထည့်ပေးရပါမယ်။နောက်ဆုံးမှာတော့မွေးငါဟိဟိကိုအပေါ်အငံမြည်ပြီးအနေတော်ဖြစ်ပြီးဆိုရင်တော့မြေရောက်ကောင်းခတ်ခါကြော်ထားတဲ့ကြက်သွုံကြော်များကိုအုပ်လို့မိခိုလျှော်ကအဖုံးအုပ်ထားပေးရပါမယ်။ဒီအခါမှာတော့အနဲ့အရသာနဲ့ပြည့်စုံကောင်းမွန်လာတဲ့မွေးငါဟိဟိတအိုးကို ရရှိနိုင်ပြီပဲဖြစ်ပါတယ်။မွေးငါးထဲမှာတော့နနမင်း ငြုပ်သီးမှုန့်လို့ပြင်အချင်းကြိုက်တဲ့ရင်ရှောက်သီးလေးပါညှစ်ပြီးတော့အရသာရှိရှိသုံးဆောင်နိုင်ကြပါတယ်။အဲ့ဒါအပြင်မှာဘူသီးကျော်၊ပဲချမ်းကျော်၊မန္တလေးပဲကျော်၊မဖဲကျော်၊ဘဲဦး၊ဤကြခွေစတဲ့အကျော်ရင်းနဲ့လဲတွဲဖက်သုံးဆောင်နိုင်ကြပါတယ်။တချို့ဒေသတွေမှာတော့ငတလောက်ဦး၊ငချင်း၊ပစွန်ကျင်တို့ကိုထည့်စားလေးရှိကြပါတယ်။မွေးငါမှာငါ၊ပဲ၊စီ၊စံ၊နနံပင်၊ရှောက်သီး ပဲသိနဲ့အကြော်များပါဝင်တဲ့အတွက်အာဟာရပြည့်ဝစွာပါဝင်တာကို တွေ့ရပါတယ်။မွေးငါးမှာပါဝင်တဲ့အာဟာရဓာတ်တွေကတော့အင်အားဓာတ်၊ကစီဓာတ်၊ကာဗွန်ဟိုက်ဒရိတ်နဲ့ကယ်စီယမ်ဓာတ်တို့ပါဝင်ပါတယ်။မြန်မာတိုင်းရင်းသားတွေသာမကပဲနိုင်ငံခြားသားများညံနိုးစွာသုံးဆောင်လေးရှိကြတဲ့မြန်မာမွေးငါးကိုလည်းဒီတစ်ပတ်မှာတော့အိမ်မှာမိသားစုပျော်ပျော်ပါပါဝိုင်းဖွဲ့ချက်ပြုတ်သုံးဆောင်နိုင်ကြဖို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။